ဒီမေခွန်းလေးရဲ့လူရင်းအတိတ်ပဲကဖုတလောတော်ကပရလောကသားတွေကိုသင်္ကန်းစီးပေးလိုက်လို့ပရလောကစီးပောက်ပြီးအခုလိုမကောင်းတာတွေဖြစ်တာလားလို့မေးလို့တဲ့အတိတ်ပဲဖြစ်ပါတယ်ဒီလိုမေခွန်းမျိုးကိုတော်တော်များများလာပြီးမေးနေကြပါတယ်တချို့ကလည်းပဲအဲ့ဒီလိုပရလောကသားတွေကိုသင်္ကန်းစီးပေးလိုက်တဲ့အတွက်ကြောင့်ပရလောကစီးပောက်ပြီးအခုလိုမကောင်းတာတွေဖြစ်တာလို့အတက်ပြောနေကြပါတယ်အဲ့ဒီလိုပြောတဲ့လူတွေကိုဦးစင်းကမေးချင်ပါတယ် ရလောကစီပေါက်တယ်ဆိုတာဘယ်နေရာကပေါက်တာပါလဲပေါက်တဲ့နေရာသိရင်ပြောပါတော့ပြီးဖာရအောင်လို့ပါနော်ကိုတိုင်မသိဘဲနဲ့ရန်တန်မှန်တန်ပြောတာမျိုးကတော့လုံးဝမလုပ်သင့်ပါဘူးဒါဆိုရင်အဲ့ဒီပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စနဲ့အခုသဘာဝဘေးဆိုင်တဲ့ကိစ္စမဆိုင်ဘူးလားလို့မေးစရာအကြောင်းရှိပါတယ်မဟုတ်ပါဘူးအထိုက်လျောက်တော့ပတ်သက်ဆက်နွယ်မှုရှိကောင်းရှိပါလိမ့်မယ်သို့တော့ဖိရိုက်တော့မဆိုင်ပါဘူးနော်ဒါဆိုရင် ဘာကြောင့်ဒီလိုဘေးဆိုးကဆိုးမျိုးတွေစိုက်တာလဲလို့မေးစရာအကြောင်းရှိပါတယ်အင်္ဂုတ္တရနိကေတိကနိပတ်ပါလောကတုံမှာဝိသမလောဘအာဓမရာဂမိစ္ဆာဓမ္မဆိုတဲ့ဣတရား၃ပါးပေါ်ပေါက်လာပြီဆိုရင်တဘာဝဘေးတွေစိုက်ရအငတ်ဘေးတွေကြုံကြလိမ့်မယ်ဘီလူအကြီးအကဲတို့ကကြံတန်းသောဘီလူတို့ကိုဆစ်လွတ်တာကြောင့်လူအများတည်ကြည်ပျက်စီး၍မြို့ရွာများပျက်စီးကြလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ် ခုလိုဘေးစိုးကဆိုးမျိုးစိုက်ပြီးဒုက္ခဒုက္ခတွေနဲ့ရင်ဆိုင်တွေ့ကြုံနေရခြင်းဟာဤဝိတမလောဘအာတမရာဂမိစ္ဆာဓမ္မဆိုတဲ့တရားသုံးပါးကြောင့်ပဲဖြစ်ပါတယ်။ဟူပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စနဲ့ဘယ်ရိုက်မပတ်သက်ပါဘူးเนาะအဲ့ဒီလိုပြောလို့အဲ့ဒီပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စကိုဥသင်္ကကာကွယ်ပြီးပြောနေတာလားလို့မိစရာအကြောင်းရှိပါတယ်။မဟုတ်ပါဘူးเนาะဒီလိုလောက်ရမျိုးဟာလေလုံးဝမလုံတဲ့ပါဘူးမလုံတဲ့အကြောင်းကိုလည်းပဲ ဦးစင်းကိုတိုင်ဗီဒီယိုတင်ပြီးပြောထားပါတယ်အခုချိန်ဟာတဘာဝဘေးဆိုင်လို့လူတော်တော်များများဒုက္ခဒုက္ခနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီလိုအချိန်ကာလမျိုးမှာလူအများအထိတ်ကလန့်ဖြစ်စေမဲ့စကားမျိုးကိုမပြောကြပါနဲ့နော်ကိုယ်တိုင်တည်တည်ချာချာသိမှပြောပါလို့ပြောချင်ပါတယ်နော်